တဲကင်စာဟိုထိန်းနေဆေးပေါ့နော်ဆေးကိုဒီကင်စာဆေးပေါ့လေသူကအဲတောက်နေနေသူရဲ့ side effect ဖြစ်တဲ့တွေးတူတာပေါ့နော်အဲတွေးတူကအဲမထိန်းနိုင်တော့ဘဲနဲ့သူဟိုအုံနောက်တူကျော်ပောက်ပြီးတော့ဆုံးသွားတာပါ6လလောက်ဆုံးမဲ့လူကအဲတနစ်9လလောက်နေရဲဆိုတာဒါသူ့တွက်တော့အရန်ကန်ကောင်းခဲ့ပါတယ်ပန်ဒူရာကားရဲ့ဇက်ကောင်တကောင်ကအဖေ့ယောဂါကိုမူတည်ပြီးတော့ရေးထားတာအဖေကတော့ကြည့်မသွားနိုင်ခဲ့ဘူး ညမင်္ဂလာတော့အဖေကြည့်ခဲ့ရပါတယ်ညမင်္ဂလာကအဲ့တုန်းကဝဝကွယ်ပောက်ခဲ့တာကိုဖေကအလိုအမျိုးကြီးကြားထဲမှာတော့လက်မတစ်ထောင်ထောင်နဲ့ပတ်ကြွားခဲ့တာပေါ့လေတာမင်္ဂလာတို့ထဲမှာကျွန်တော်စိတ်ချသွားမယ်ဘာလို့ဆိုတော့ကျွန်တော်ဒီပေါ့နော်ဒီဒီအနုပညာလမ်းကြောင်းပေါ်မှာရောက်ပြီးတော့နေရာတနေရာရနေတာကိုမြင်တဲ့အတွက်သူ့အတွက်ကတော့ဟိုအသေးဖြောင်းနေပေါ့နော်သူ့အတွက်စိတ်အေးရတဲ့ဒါတရားအနေနဲ့ပဲသူအဲ့လိုမျိုးနှုတ်ဆက်ခဲ့တာပါ ဖရားတော့အရင်ကအသေးကင်ဆာပေါ့လေအသေးကင်ဆာဖြစ်နေတာဖြစ်နေတယ်ဖြစ်နေပြီးတော့အခုကကျတော့အဲအသေးကင်ဆာဟိုထိန်းနေဆေးပေါ့နော်ဆေးကိုဒီကင်ဆာဆေးပေါ့လေသူကအတောက်နေနေသူရဲ့ side effect ဖြစ်တဲ့တွေးတူတာပေါ့လေအဲတွေးတူကအဲမထိန်းနိုင်တော့ပဲနဲ့သူဟိုအုံနောက်တွေးကြောပောက်ပြီးတော့ဆုံးသွားတာပါကြပြီကြပြီဟိုကတော့နှစ်နှစ်လောက်ရှိပြီနှစ်နှစ်လောက်ရှိပြီဆိုတော့ပထမတစ်ချိန်မှာကအဲကိုခွဲဟိုအသေးကိုခွဲခွဲဟိုအချိတ်ကိုခွဲထုတ်လိုက်ရတယ်ပေါ့နော်ခွဲထုတ်ပြီးတော့သူ ဟာအခုပြန်ပြီးနေပြီးတော့ဆေးနဲ့ပဲဆေးတောက်ရင်းနဲ့ပဲထိနေတာပေါ့နောက်ဆုံးချိန်မှာတော့ကျွန်တော်မရှိခဲ့ဘူးမရှိခဲ့ဘူးပေါ့လေမရှိခဲ့ဘူးဆိုတာကအဲဟိုပေါ့ဟိုပြောမလို့ရင်အဖေကအဲအုံနောက်သွေးပြည့်တဲ့ချိန်မှာဆရာဝန်ကပြောခဲ့တယ်ပေါ့လေဆရာဝန်ကသူနိုင်ပိုင်းပဲခံရှိအချိန်ရတာပဲပေါ့လေအဲအချိန်မှာကျွန်တော်က အဲဘာလုပ်ပေးရမလဲအကုန်လုံးဟိုစဉ်းစားနေနေကျွန်တော်ကအဲဟိုဒီလူနာဆောင်တွေအတွက်ဆိုပြီးတော့အဲဟိုဘောနော်အသုံးဆောင်ပစ္စည်းတွေသွားယူနေတဲ့အချိန်မှာပဲအဖေကဆုံးသွားတာပါဟုတ်သူကပထမတစ်ကြိမ်သူကင်ဆာအဲ့လိုစဖြစ်ဖြစ်ချင်းတီးတော့ဟိုဘောဆရာဝန်ကစစ်ဆေးတယ်ဘောနော်စစ်ဆေးလိုက်တော့ဒီဒီတိုင်းထားမယ်ဆိုရင်သူ6လလောက်ပဲခံတော့မယ်တဲ့သူကအဲ့ချိန်တွေကကျွန်တော်တို့ကပြင်ဆင်တာပြင်ဆင်ထားပေမဲ့အဲနောက်နောက်ဆုံးအဲဒီဟိုဘောနော်အဲ့လိုနောက်ဆုံးခွဲလိုက်ရင်ရောဆိုပြီးတော့အဖေစဉ်းစားကြရင်အဲ့အဲ့ဒါဆိုလဲ တော့အရှင်းတော့မပြတ်ဘူးဒါပေမဲ့ခွဲလိုက်ရင်တော့အဖြေတစ်ခုထွက်လာနေတယ်ဆိုပြီးအမခွဲလိုက်တယ်ခွဲလိုက်တဲ့ချိန်မှာကျတော့အခုသူတစ်နှစ်နဲ့6လလောက်ဆက်နေသွားနိုင်တယ်ပေါ့နော်အဲ့တော့6လလောက်ဆုံးမဲ့လူကအဲတစ်နှစ်6လလောက်နေတယ်ဆိုတာဒါသူ့အတွက်တော့အရင်ကံကောင်းခဲ့ပါတယ်ကံကောင်းပဲကျွန်တော်တို့အတွက်ကကျတော့ဒါဒီလက်ရှိဆုံးသွားခဲ့ပြီမဲ့လေအဲ့လိုကြိုတင်လွန်ခဲ့တဲ့အဲ့လိုတစ်နှစ်ခွဲလောက်တည်းကဖြစ်တာဟိုဖြစ်သိမ့်ပြီးသားဖြစ်နေတဲ့အရာပေါ့နော် ပန်ဒူရာကားရဲ့ဇက်ကောင်တကောင်ကအဖေယောဂါကိုမူတည်ပြီးတော့ရေးထားတာပန်ဒူရာရုပ်ရှင်ကြည့်ကြည့်ကြည့်ပြခဲ့ရင်တော့သိမှာပေါ့ပြောဆို item ပါဆိုရင်အဲအမအဖေယောဂါအတိုင်းပဲအသေးကင်စာဖြစ်တဲ့အဲကာရီတာတယောက်ပါတယ်ကာရီတာအမကျွန်တော်ပြောချင်တဲ့ဒီအဖေယောဂါဖြစ်နေတဲ့အချိန်မှာစိတ်ခံစားချက်တွေပြောချင်နေတဲ့ဟာတွေကိုတော့အဲရုပ်ရှင်မှာထည့်ပြောထားတာထည့်ပြောထားရတဲ့အဲ့လိုပေါ့နော်အဖေကတော့ကြည့်မသွားနိုင်ခဲ့ဘူး ပါတာပေါ့ပါပေါ့အဓိကကတော့ချက်ချင်းဖြစ်သွားတာပေါ့လေဖြစ်သွားတာကျွန်တော်အနေနဲ့ကြာရင်တော့ဒီဒီဒီကင်ဆာဆေးတောက်နေတဲ့အချိန်မှာယောဂါလည်းအချိန်တွေကောင်းနေတယ်အချိန်တွေကောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ကဟောဒါဆိုရင်တော့အချိန်ရပါသေးတယ်ဆိုတော့စိတ်ကလေးနဲ့ပဲအဲ့လိုနေခဲ့မိတာပေါ့နော်အဲ့အဓိကကတော့ side effect ဖြစ်တဲ့သွေးတိုးပေါ့နော်သွေးတိုးကိုမထိန်းနိုင်ခဲ့တာညမင်္ဂလာတော့အဖေကြည့်ခဲ့ရပါတယ်ညမင်္ဂလာကအဲ့တုန်းကဝဝကွယ်ပောက်ခဲ့တာကိုပောက်ခဲ့တာကိုသုံးပတ်လဲရခဲ့တဲ့အထိဖြစ်ဖြစ်တယ်ဆိုတော့အဖေကအဲ့လိုအမျိုးကြီးကြားထဲမှာတော့လက်မတစ်ထောင်ထောင်နဲ့ပတ်ကြွားခဲ့တာပေါ့လေ ပတ်ကြွားခဲ့တယ်ဆိုတော့သူသူ့အတွက်ဒါအရန်ဂုံယူသွားခဲ့တဲ့ရုပ်ရှင်တကားပေါ့လေဟုတ် ြောမယ်ဆိုရင်သူသူဒီတာသမီ9ယောက်ရှိရပါတော့တာသမီ9ယောက်ထဲမှာကျွန်တော်စိတ်ချသွားမယ်ဘာလို့ဆိုတော့ကျွန်တော်ဒီပေါ့နော်ဒီဒီအနုပညာလမ်းကြောင်းပေါ်မှာရောက်ပြီးတော့နေရာတနေရာရနေတာကိုမြင်နေပြီသူတွေ့ကတော့ဟိုအသေးဖြောင်းနေပါတော့သူတွေ့စိတ်အေးရတဲ့ဒါတရားအနေနဲ့ပဲသူအဲ့လိုမျိုးနှုတ်ဆက်ခဲ့တာပါသူကကြတော့ဟိုဘာပဲဖြစ်စီဖြစ်ရှင်ပေါ့နော်ဖြစ်ရှင်တဲ့ဟာကိုအဲစိတ်ချတာလောက်ဘာမှမဖြစ်ဘူးဟိုဟာဟိုဟာသူဟိုဘာလဲ အားပေးတယ်အကုန်အားပေးတယ်အခုဒါရိုက်တာပဲဖြစ်ချင်းမြင်အရင်ကဇညွန်းသမားတွန်းကလည်းအဲ့လိုကျွန်တော်ရေးတဲ့ဇညွန်းကားတွေရုပ်ယုံတင်သူကအများနဲ့အားပေးတယ်လေအများနဲ့ရုပ်ရှင်ကိုသွားကြည့်ပြီးတော့အားပေးပြီးတော့မျိုးတွေကြားထဲမှာပတ်ကြွားတယ်ပြီးလို့ရှိရင်ဒီဒါရိုက်တာဖြစ်သွားတော့လေညမင်လာတက်တော့လေအမျိုးကြီးကြားမှာသူဂုံယူရတဲ့ဟိုဟာဖြစ်တယ်ပေါ့နော်အဲ့အတွက်သူသူ့အတွက်ကျွန်တော်ဖြစ်သမျှအအရာတိုင်းကသူ့အတွက်ဂုံယူစရာပဲဆိုတော့သူသူအရင်ကျင်တဲ့အလုပ်ပေါ့နော်ဟုတ်ကဲ့ ပထမလွန်ခဲ့တဲ့တစ်ပတ်ကပေါ့နော်လွန်ခဲ့တဲ့တစ်ပတ်ကတော့ဟိုဟိုအဖေတို့ခဏဆောင်လို့ခဏဆောင်ဆိုတာဒီဟိုဟာဒီယုံတင်တဲ့ကိစ္စတွေရှိနေလို့လို့ပြီးရင်ကျွန်တော်တို့ခီးထွက်ကြမယ်လို့သူတို့တော့ပြောခဲ့ပေါ့နော်။ तू ကပဲသွားခြင်းလည်းမရတော့ तू ကတော့ပင်လဲမမြင်ဘူးတဲ့။အဲ့တော့ပင်လဲဟိုအဲ့ဆိုအဲ့ပြီးရင်ငွေဆောင်ဖြစ်ဖြစ်ချောင်းသာဖြစ်ဖြစ်သွားကြမယ်ဆိုပြီးတော့အဲ့လိုကျွန်တော်ဟိုဟာဖြစ်တယ်ပေါ့နော်။အခုရုတ်တရက်ကြီးဖြစ်သွားတော့အဖေကို iPad ကတော့ లై မပို့နိုင်ခဲ့ဘူး။ အမတ်တရပါပဲအမတ်တရပဲပြီးတော့လဲဒီထက်ကအဲမိန်အတာ၃ောက်တရဇက်ကောင်တကောင်လဲအဖေကိုရည်ရွယ်ပြီးတော့ရေးထားတဲ့အဲဟိုပါဘောเนาะအချောင်းရပါဘောเนาะဟုတ်အဖေဟိုအကောင်းအမောမှာရောက်မယ်လို့ယုံကြည်ပါတယ်ယုံယုံကြည်တဲ့အတွက်လဲအဲဒီနေ့ဒီချိန်အထိပေါ့เนาะကျွန်တော်လုံးဝမငိုဘူးအဲ့တော့အကောင်းတဲ့နေရာကိုသူရောက်တယ်လို့ယုံကြည်စက်နဲ့ပဲအသက်ရှင်ပဲအဲ့ဒီတော့ကောင်းရမောင်ကရောက်ပြီးနောက်ဘဝမှာလည်းအဲဒီဒီဘဝလိုပဲပေါ့နော်ဟို အလူရည်တွေလည်းလက်နဲ့မကွာလုံနိုင်ပါသေးလို့စတောင်းပေးပါတယ်။